ါပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းကညိုစောကိုသူ့ရဲ့ကိုစားအာဆီယံတရုတ်စည်းပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ်ကိုတက်ရောက်ဖို့အတွက် စေလွတ်ပေးမယ်လေ။ MR2 လေရင်ကိုပြင်မတုံးပဲစစ်တပ် Focus 70လေရင်နဲ့သာတွားခိုင်းနေလို့နေပြည်တော်စစ်ဘက်တရင်ရင်မိကပြောပါရယ်စစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေအရှိန်မြင့်လာပြီးတဲ့နောက်မှာ လိုင်သာယာလေကူတိုက်ကြီးနဲ့မြဝတီမြို့နယ်မှာစေယောဂဝေဒနာရှင်တဦးအပါဝင်လူငယ်အမျိုးသား၄ဦးပျောက်ဆုံးနေတဲ့သတင်းအပါအဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပရမအောင်တင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကသူရဲ့ကိုစားညိုဆိုးကိုအာဆီယံတရုတ်စီးပွားရေးနဲ့ယင်းဤမြုံနယ်မှုထိပ်သီးဖိုရမ်ကိုတက်ရောက်ဖို့ဆေလွတ်ခဲ့ပေမဲ့ ူနဲ့မိသားစုတီးတန့်အသုံးပြုနေတဲ့ MAI အထူးလေယာဉ်ကိုပေးမတုံးပဲ Fokker 70လေယာဉ်နဲ့ပဲတရုတ်ကိုသွားခိုင်းတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ14ရက်နေ့မှာညိုစောကမင်းအောင်လိုင်ကိုစား22ကြိမ်မြောက်တရုတ်အာဆီယံကုန်စည်ပြပွဲနဲ့တရုတ်အာဆီယံစီးပွားရေးနဲ့ယင်းနှမြုပ်နှံမှုထိပ်သီးဖိုရမ်ကိုတက်ရောက်ဖို့အတွက် နေပြည်တော်ကနေတရုတ်နိုင်ငံနန်နင်းမြို့ကိုထွက်ခွာခဲ့ပြီးစစ်တပ်ရဲ့ Focker 70လေယာဉ်ကိုသာအသုံးပြုသွားလာခဲ့ရတယ်လို့သိရပါတယ်။ဒါပြင်အမေရအထူးလေယာဉ်ကတော့ Focker 70လေယာဉ်ထက် ပိုပြီးတော့ခရီးဝေးပြန်တန်းလာမှာ safe ဖြစ်ပေမဲ့လေမင်းအောင်လိုင်းကသူကိုယ်တိုင်သာသွားရင် MAI အထူးလင်ရင်ကိုတုံးပြီးမျိုးစိုးကိုတော့အထူးလင်ရင်ပေးမတုံးတာကလည်းထူးခြားမှုပဲလို့နေပြီးတော့စစ်ဘက်တရင်ရင်မိကပြောပါရယ် မင်းအောင်လိုင်းကညိုစောကိုဇူလိုင်လ31ရက်နေ့မှာအစိုးရဝင်ကြီးချုပ်ဖြစ်ခန့်ခဲ့ပြီးညိုစောကမင်းအောင်လိုင်းကိုနိုင်ငံတော်အကြီးအကဲဆိုပြီးအစိုးရဖွဲ့စည်းတွေမှာပြောဆိုသုံးနှုန်းရပါတယ်။ဒါအပြင်မင်းအောင်လိုင်းကအခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာသူနဲ့သူ့မိသားစုတည်တံ့အသုံးပြုဖို့အတွက် American နိုင်ငံ Aviation Capital Group စီကနေငှားရက်တင်သွင်းထားတဲ့ Airbus အမျိုးအစား A319-115 လင်းယဉ် SYALK ကိုအပီးပြက်ဝယ်ယူခဲ့ပြီး မင်းအောင်လိုင်းရဲ့မိသားစုရဲ့ပြပခီးစဉ်တွေကိုသာအသုံးပြုဖို့အတွက်အဲ့ဒီလင်းကို MAI ကအမိခံပေးထားရပါတယ်။အဲ့ဒီပြင်မင်းအောင်လိုင်းကသူတို့အတွက်ဝယ်ယူထားတဲ့ MAI အထူးလင်းရဲ့အတွင်းကန်းတွေကိုပါသူ့ရဲ့စိတ်ကြိုက်ပြင်ဆင်ထားတယ်လို့သိရပါတယ်ရှင်။တဖက်မှာတော့အကြမ်းဖက်စစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲတာက အရှိန်မြင့်လာနေပါတယ်။အကြမ်းဖက်စစ်တပ်ကနိုင်ငံတော်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေအရှိန်မြင့်လာပြီးတဲ့နောက် လိုင်းသားရလေကူတိုက်ကြီးနဲ့မြဝတီမြို့နယ်မှာဆေယောဂဝေဒနာရှင်တဦးအပါအဝင်လူငယ်အမျိုးသား၄ဦးပျောက်ဆုံးနေတယ်လို့မိသားစုဝင်တွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့စတင်မာလာစနေရက်နေ့မနက်၁၀နာရီခန့်ကလိုင်းသားရမြို့နယ်ရွှေလင်းပန်းရက်ွက်ရွှေဘုံသာနှစ်လမ်းမှာနေထိုင်သူအသက်48နှစ်အရွယ်ဦးစောစောအေးဟာနေရှိကကားပေါ်မှာအိပ်နေတယ်လို့ဆိုပြီးပြစ်ထားမိရာကနေပျောက်ဆုံးသွားခဲ့တယ်လို့မိသားစုဝင်တဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ အဲ့လိုပျောက်သွားတဲ့ဦးစောစောအေးအောင်ပကိုးတိုင်းကဖြစ်ပြီးအရက်ဖြက်လိုက်ပြီးတဲ့နောက်မှာတော့ခန္ဓာကိုယ်အားနဲ့ကစိတ်မတည်မငြိမ်ယောဂဝေဒနာခံစားနေရတာကြောင့်ဆေးကုသပေးဖို့ရန်ကုန်မြို့ကိုခေါ်ဆောင်လာချိန်မှာပျောက်ဆုံးခဲ့တာလို့သိရပါတယ်အဲ့လိုပဲဇူလိုင်လ14ရက်နေ့မနက်ပိုင်းကလေလှေကူးမြို့နယ်ဖောင်ကြီးကျေးရွာမှာရှိတဲ့နေအိမ်ကနေအဝတ်တထဲကိုတခုနဲ့ထွက်သွားတဲ့အသက်29နှစ်အရွယ် ကိုစီသူမင်းဝေဟာနှစ်လကျော်ကြာပြီမဲ့လဲအခုအချိန်ထိနေကိုပြန်လာတာမရှိသလိုပြန်လဲဆက်သွယ်တာလည်းမရှိပဲပျောက်ဆုံးနေတယ်လို့မိသားစုဝင်တွေကရန်ကုန်ခေတ်သစ်ကိုပြောပါရင်ဒါအပြင်ဇူလိုင်လ31ရက်နေ့ကလည်းမြောက်ဒီမြို့မှာအလုပ်လုပ်နေတဲ့အသက်29နှစ်အရွယ်မောင်စေးရမောင်မောင်ဟာမိသားစုစီကိုပြန်မဲဆိုပြီးဆိုင်ငယ်ကယ်ရီငါးစီးကပျောက်ဆုံးသွားပြီးတဲ့နောက်မှာတော့ အကြံဘတ်စစ်ကောင်စီရဲ့လက်အောက်ခံခလာရ335တက်ရင်ကားလို့ပြောပြီးငွေကြေးတောင်းခံမှုတွေရှိတယ်လို့မိသားစုဝင်တဦးကရန်ကုန်ခေတ်စ်ကိုပြောပါရင်ဒီလိုမျိုးပဲစတေမာလာ14ရက်နေ့နင်းလယ်2နာရီအချိန်ကလည်းရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ချောင်းသုံးကွာအုပ်စုလဲလန်းကူးရွာမှာနေတဲ့ဥအောင်မျိုးတိုက်ရဲ့တားဖြစ်သူရှစ်တန်းချောင်းသားစောနိုဗယ်အောင်ဟာနေအိမ်ကနေပျောက်ဆုံးသွားတာကြောင့်မိသားစုကလူမှုကွန်ရက်ကနေသတင်းအကူအညီတောင်းခံထားပါသေးတယ်။ အကြံဘတ်စစ်တပ်ကစတေမလာ14ရက်နေ့မှာစစ်မှုထမ်းအပတ်စဉ်စစ်ခုဖွင့်လှစ်ခဲ့ပြီးနိုင်ငံတဝန်းကပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်အများအပြားစစ်တပ်အတွင်းကိုအတင်းအကျပ်ပို့ဆောင်ခံခဲ့ရတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တချို့ရဲ့မိသားစုဆွေမျိုးတွေကပြောကြပါတယ်ရှင်ဧရာဝတီတိုင်းဘက်ကိုကြည်အောင်ပါဧရာဝတီတိုင်းပသိမ်မြို့ပေါ်မှာလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး အကြမ်းဖက်စစ်တပ်စီကိုရောင်းစားနေသူ၅ဦးဟာဝေစုမတည်ပဲစကားများရန်ဖြစ်ရာကနေတဦးသေဆုံးခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့ပသိမ်မြို့ကန္နာလန်တင်မောစိတ်မှာမြို့ပေါ်ကိုလာရောက်တဲ့ကရင်လေးဆိုတဲ့လူငယ်တဦးကိုဆိုင်ငယ်တက္ကစီမောင်းသူကတော့ပါဝင်လူ၅ဦးကပေါ်တာဆွဲဖမ်းစီးပြီးအကြမ်းဖက်စစ်တပ်စီကိုရောင်းစားခဲ့တယ်လို့သိရပါရယ်။ အဲ့လိုရောင်းစားတာကနေရလာတဲ့ငွေကြေးကိုပသိမ်မြို့အမတ်တရက်ကွက်ငဝွန်ကျွန်းသာရှစ်လန်းကမူဂျိုကျောင်းရှိမှာဆိုင်ကယ်တက္ကစီမောင်းသူကတော့ပါဝင်လူ၅ဦးက ဝေစုခွဲနေချင်းအဝေမတက်ပဲစကားများရံပြေးခဲ့ကြရာကနေကတော့ဆိုသူကိုကြံတဲ့သူ၄ဦးကဓာတ်နဲ့ဝိုင်းထိုးခဲ့တာကြောင့်ပွေချင်းပြီးသိမ်းဆုံးခဲ့တယ်လို့သိရပါတယ် ရံပွဲအတွင်းတည်ဆုံခဲ့တဲ့ကရုံးဆိုသူဟာမယိုင်းစိုးသွမ်းသူတဦးဖြစ်ပြီးပသိမ်မြို့အမှတ်၁ကမ်းနားလမ်းမှာနေထိုင်ကာဆိုင်ကယ်တက္ကစီဆွဲနေသူဖြစ်တဲ့အပြင်ကရုံးဟာလိန်လယ်မှုလူရဲမှုတွေနဲ့မကြာခဏထောင်ကျဖို့သူဖြစ်ကောင်းကန္နာလမ်းမှာလေအုပ်စုဖွဲ့ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးအကြမ်းဖက်စစ်တပ်စီကိုရောင်းစားနေသူဖြစ်တယ်လို့သိရပါတယ်။အဲဒီလူတပ်မှုကျူးလွန်သူတွေထဲမှာပသိမ်မြို့ငဝွန်ကျွန်းသာရှင်လန်းမှာနေထိုင်တဲ့ ဝါတုတ်ဆိုသူလည်းပါဝင်ပြီးသူရဲ့ဦးလေးဖြစ်သူဟာအကြမ်းဖက်စစ်တပ်စီမှတာဝန်ထမ်းဆောင်နေတဲ့စစ်သားတအူးဖြစ်တယ်လို့သိရပါတယ်ရှင်။မကွေတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မကွေတိုင်းပေါ့မြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလျင်နဲ့ဘုံ30ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကစက်တင်ဘာလ15ရက်နေ့မနက်9:00နာရီခွဲကနေ10:00နာရီထိကို အကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပေပေါင်းမြို့နယ်အနောက်မြောက်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုဝိုင်းတွဲလျင်နဲ့ဘုံ30ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးပေလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်လာမှာကိုစိုးရင်ရတာကြောင့်ပြည်သူတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အဲဒီလိုပဲတောင်သာမြို့နယ်ရုံးစီကြီးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကလည်း ကြီးဝါတွေကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကစတင်မာလာ15ရက်နေ့ညပိုင်းကစတင်ပြီးတောင်တာမြို့နယ်ရုံးစီကြီးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကကြီးရွာအနောက်မြောက်ဘက်မှာရှိတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေပြီးလက်နက်ကြီးကြရောက်ပောက်ကွဲတဲ့နေရာတွေကိုတော့အတိမပြုနိုင်သေးပေပြည်သူတွေထိခိုက်မှုရှိမှရှိကိုလည်းဆက်လက်စုံစမ်းနေတယ်လို့သိရပါရယ်။ အကြမ်းမစစ်တပ်ကအဲ့လိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ရန်တမ်းပစ်ခတ်နေရကြောင်းပြည်သူတွေအနေနဲ့ဘုံခိုကျင်းတွေမှာနေထိုင်ကြဖို့အတွက်ကိုတော်လန်ရင်အင်အားစုတွေကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။မကွေးတိုင်းဘက်ကိုဆက်ကြည့်အောင်ပါမကွေးတိုင်းရင်းနှံချောင်းမြို့နယ်ဂျုံကုန်းကြီးရွာဘက်ကနေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်က ထိခိုက်မှုရှိတယ်လို့ မကွေးတိုင်းပတ်ကဖားရဲ့ရဲဘော်တအူးကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့စတင်မာလာ၁၂ရက်နေ့မနက်၁၀နာရီခွဲကရင်းနှီးချောင်းမြို့နယ်ချုပ်ကုန်းကြီးရွာဘက်ကနေလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့အင်အား90ခန်းပါစစ်သားနဲ့ရဲတွေပူးပေါင်းထားတဲ့စစ်ကြောင်းကို မကွေးခရိုင်ပတ်ကဖားတိုက်ခိုက်ရေးတပ်ခွဲကတော်လန်ကြီးရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်အဲ့လိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာရင်းနှီးချောင်းမြို့ဘက်ကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားပြီးတဲ့နောက်မှာတော့ ရင်းနယ်ချောင်းမျိုးကစစ်ကူစစ်ကား၃စီးရောက်ရှိလာတာကြောင့်တော်လန်ရေးဘော်တွေပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာဂျမ်ဘတ်စစ်တပ်ဘက်ကထိခိုက်မှုရှိပေမဲ့လေအရင်အတွက်ကတော့အတိပြုနိုင်တာမရှိသေးပဲဒါအပြင်တိုက်ပွဲအတွင်းမကွေးခရိုင်ပတ်ကဖာတိုက်ခိုက်ရေးတပ်ခွဲကရဲဘော်တအူးကတော့မစိုးရင်ရတဲ့တံရန်ရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုပဲပြီးခဲ့တဲ့ဩဂုတ်လ30ရက်နေ့ကလေကျုံကုန်းကျေးရွာရွာဦးဖုံးကြီးချောင်းအတွင်းကိုဝါတွင်းကာလဆွန်းလောင်းရေးဆက်ချပွဲပြုလုပ်နေခြင်း အကြမ်းဖက်စစ်တပ်ကလူငယ်တွေကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့တာကြောင့်ဖုန်ကြီးကျောင်းသား၄ဦးဖမ်းဆီးခံခဲ့ရပြီး၃ဦးကိုတော့ငွေကြေးနဲ့ပြန်လည်ရွေးထုတ်နိုင်ခဲ့ကာ၁ဦးကိုတော့ဖမ်းဆီးထားဆဲဖြစ်ပါတယ်ရှင်မွန်ပြည်နယ်ဘက်မှာတော့မွန်ပြည်နယ်တန်ဖြူစရက်နဲ့ရင်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ကင်းဘုံနဲ့ဂေစကန်းတို့ကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားနှစ်ဦးသေဆုံးနိုင်တယ်လို့ Moon State Revolutionary Force MSRF ရဲ့ပြောရေးဆိုခွင့်ရှိသူမီဒလညံကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ17ရက်နေ့ညနေ4:20မိနစ်ခန့်မှာတံပြူစရဲမြို့နယ်နှစ်ကရင်ရွာလမ်းစုံအနီးမှာရှိတဲ့ရထားလမ်းဘေးမှာကင်းဘုံဝင်နေတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လန်ရေးတပ်ဖွဲ့တွေက drone နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။ဒါအပြင်ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ကလည်းရေးမြို့နယ်မော့ကနေရေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ကွမ်းကြိုက်ဂိတ်စခန်းကိုလည်း drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်သား၂ဦးသေဆုံးပြီးတော်လိုင်းကြီးရဲဘော်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုကိုတော်လိုင်းကြီးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့မွန်ပြည်တော်လိုင်းရဲတပ် MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF KNLA တပ်ရင်း၂၀ခုတက်ခွဲတင်တဲ့ ယူအား33ဒေါနာချင်းမုံရီတက်ခွဲတပင်ရွှေထီတက်တို့ကပူပေါင်းလှုပ်ဆောင်ကြတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းရေဦးမြို့ပေါ်ကကြေးရွာတွေကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့အကြမ်းဖက်စစ်တပ်ကိုဒရုန်းနဲ့ပုံကျဲတက်ခတ်ခဲ့ရာကြောင့်စစ်ဗိုလ်တအူအပါဝင်စစ်သား6ဦးသေဆုံးခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တာဝန်ရှိသူတအူကရန်ကုန်ခေတ်ကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ14ရက်နေ့မနက်10:00ခွဲခန့်က ရေဦးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်သားတွေဟာရေဦးမြို့အနောက်ဘက်ခြမ်းကကြေးဝါတွေဘက်ကိုစစ်ကြောင်းထိုးဖို့အတွက်ကာဝီပန်းချံဂိတ်မှာစုဖွဲ့ပြင်ဆင်နေချိန်မှာပဲတော်လန်ရေးတပ်ဖွဲ့တွေက drone နဲ့ဘုံကျဲတက်ခိုက်ခဲ့ရာကြောင့်အကြမ်းဖက်စစ်တပ်ဘက်ကစစ်ဗိုလ်တအူအပါအဝင်စစ်သား6ဦးသေဆုံးခဲ့ပြီး၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အဲဒီတိုက်ခိုက်မှုကိုရွှေဘိုခိုင်အမတ်ဆက်လေးတက်ရင်ရွှေဘိုခိုင်အမတ်ကိုတက်ရင်နဲ့ဘုဒ္ဓလေးပကဖဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါရဲ့ရှင် ဒါကတော့ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ